စကလုံးလေးနှလုံးရှိနေတာပရဟိတကကြတော့ကြော်ကြားတယ်ပြီးတော့အတ္တဟိတကကြတော့တိမ်မြုပ်နေတာအာဩကြပဲဗုဒ္ဓရဲ့တသနာကတော့အတ္တဟိတကိုအမွန်းတင်ထားတယ်ဗုဒ္ဓမြတ်စွာကအဲကြောင့်မို့လို့အတ္တဟိတနဲ့ပရဟိတကဘယ်အရာကိုအရင်လှုပ်တင်တယ်လဲဆိုတော့ဗုဒ္ဓမြတ်စွာကတော့အတ္တဟိတကိုအရင်လှုပ်တင်တယ်ကိုယ့်ကိုယ်ကိုအစာပြည့်နေမှ နော်ကုသိုလ်တရားတွေအစဉ်ပြည့်နေအစာပြည့်နေမှသူများကို သူများကိုကယ်တင်နိုင်တဲ့ပရဟိတကိုအလုပ်ကိုလုပ်ရမှာတဲ့ဗျာ ကိုကိုတိုင်းကမှရေမှကြွညံ့ကျင်ကျင်မကူးတတ်ဖဲနဲ့ဟိုမှရေနစ်နေတဲ့လူဆိုရင်အော်ဟစ်လို့သွားပြီးတော့ဆဲလိုက်နှစ်ယောက်လုံးသေးမှာပဲနှစ်ယောက်လုံးသေးမှာပဲအဲ့တော့ကိုကိုတိုင်းကအတ္တဟိတကိုပြည့်အောင်လုပ်ပါဦးနေဗျာဗုဒ္ဓမြတ်စွာရဲ့အဲ့ဒါဓတနာဗျာခုခေတ်စကားနဲ့ကြတော့တမျိုးဖြစ်ခုခေတ်အယူဆနဲ့ကြတော့တမျိုးဖြစ်နေတာပေါ့အတ္တဟိတဆိုတဲ့စကားလုံးကိုလူကြားထဲမှာထည့်ပြီးတော့မပြောရဲလောက်အောင်ကိုပဲသူကတကူကောင်းဆန်တယ်ဆိုတဲ့အသေးပဲကိုသွားထွက်နေတယ်အတ္တဟိတကြတော့နော် ူကမူရင်းရဲ့အတိတ်ပဲကိုနားမလဲရင်တော့ပရာဟိတတော့မလုပ်ဘူးအတ္တဟိတပဲလုပ်တယ်ဆိုဒီကိုတော့တကူကောင်းဆန်တဲ့ပုံကိုပဲဒီလူကတော့တကူကောင်းဆန်တာပဲသူအချိုးကိုပဲသူကြည်တယ်ဆိုသွားပြီးတော့ထင်စရာပေါ့သို့တော့ဗုဒ္ဓရဲ့ဓတနာကတော့အတ္တဟိတကို အရင်ဆောင်ရွက်ရမယ်တဲ့ဗျာနော်တပည့်တော်တစ်ခါပြောဦးရလေနော်ဆရာဆိုတဲ့ပုံကကိုကိုတိုင်းကတကယ်ကိုဆရာပြည့်အဆင့်ကိုတက်မြောက်အောင်နေမှာတပည့်တွေကိုသင်ပြပေးနိုင်မှာ